အဲ့တော့မနက်မှာနှစ်ရက်နေပေါ့နော်နှစ်ရက်နေမနက်ပိုင်းအတွက်ပြချင်တယ်ပထမဆုံးအနေနဲ့ကျွန်တော်တို့ထိတ်စီးတစ်လုံးပေါ့နော်သူကလုံးမိုင်ထိတ်တဘောမျိုးလည်းဖြစ်တယ်ပေါ့အဲ့ဒါကိုစာပြီးပြချင်ဒီတိဒုံညတိရေနော်ဒီနှစ်ဒုံညတိနှစ် ။ဒညာတစ်နှစ်ပေါင်းတော့ဘာရလဲဆိုရင်သူကသုံးဆိုပြီးတော့ရတယ်နော်။ဒီဘက်မှာရေးလို့မရဘူး။ဒီနောက်လောက်မှာမရေးမယ်။သုံးဆိုပြီးရတယ်။သုံးဆိုပြီးရတဲ့အခါကျတော့သူကဒီသုံးရေသုံးညရေပေါင်းခြင်းရေသုံးဖြစ်တယ်။သုံးရေသုံးညရေပေါင်းခြင်းရေသုံးဖြစ်တယ်။ဒါပေးနိုင်ရင်လားလားရှိတယ်ပေါ့ဘာလို့လဲဆိုတော့သူကသုံးပေမဲ့ပြီးသေးတဲ့ခါကြတော့เนาะသုံးရင်သုံးညရဲ့ပေါင်းခြင်းကသုံးဆိုပြီးတော့ ရတယ်ဗောနော်3ဆိုပြီးရတယ်3ဆိုပြီးရတယ်နောက်တစ်ခုဒီမှာဒီ1ရယ်ဒီ9ရယ်ဒီ4ရယ်ပေါ့ဒီ9လေးပေါ့လားဒီ9လေးပေါင်းခြင်းက4ဆိုပြီးရတယ်နော်4ဆိုရပြီးတော့ခါကြတော့တော့2ရယ်2ရယ်ပေါင်းခြင်းက2ရယ်2ရယ်ပေါင်းခြင်း4ဖြစ်ရမှာဗောနော်ဒီ2ရယ်ဒီမှာအစိမ့်နဲ့ဖြစ်ရမှာနော်ဒီ2ရယ် ဒီနှစ်ပေါင်းညံတော့၄ဆိုပြီးဖြစ်တယ်နော်ထိပ်ပိုင်းဒါဆိုရင်နောက်တစ်ခုဒီမှာတည့်ရယ်ဒီတည့်ရယ်ဒီငားရယ်ဒီတည့်ရယ်ပေါင်းညံခွန်ရတယ်နော်ခွန်ဆိုပြီးရတယ်ခွန်ဆိုပြီးရတဲ့ခါကျတော့ဒီနှလုံးပေါင်းညံခွန်ဖြစ်ရမှာပေါ့နော်ဒီမှာဆိုရင်ဒီ၄ရယ်ဒီ၃ရယ်နှလုံးပေါင်းညံခွန်ဖြစ်ရမှာနော် အဲ့လိုမျိုးထိပ်ပိုင်အနေနဲ့ပေးတယ်။ဒါဆိုရင်ကျွန်တော်တို့မနက်ဖငါအတွက်ဆိုရင်ဒီမှာဒီ၃ညရယ်ဒီ၉ရယ်ဒီ၈ရယ်ပေါ့။၃ည၉ရယ်ပေါ့။ဒါဆိုခွန်ရခွန်ရခွန်ဖြစ်ဖို့အတွက်ဆိုရင်ဒီ၁ရယ်ဒီအစိမ့်နဲ့ပြောင်းလိုက်ရပါဒီတရေဒီ6ရေနှလုံးပေါင်းရေပေါ့နော်နှလုံးပေါင်းလို့ရှိရင်ခွန်ရမယ်ဒါဆိုရင်ကျွန်တော်ဒီမှာက6ဒီ ဒီထိပ်ပိုင်းသဘောမျိုးရတယ်ဘောနော်6ထိပ်ဆိုတာတခုစပြီးရတယ်နော်6ထိပ်ပိုင်းတခုရတယ်ကဲဟုတ်ပြီနော်ဒါ6ထိပ်ဆိုပြီးရတယ်6ထိပ်ရတော့6နဲ့ပတ်သက်ပြီးတော့ဒီဘက်မှာရှိသေးလားဆိုရှိတယ်နော်6ထိပ်ရပြီအဲ့တော့ဒီဘက်မှာလဲဒီမှာ6ဒီ6ဆိုတော့သူက6တက်ဖြစ်ရမယ်6တက်ဖြစ်ဖို့အတွက်ဆိုရင်ဒီလိုသုံးလုံးပေါင်းခြင်း 6ဖြစ်တယ်နော်6ဖြစ်တယ်ဒီမှာတော့ဒီမှာ6ကိုယူလာဗျာ6 1ဆိုယူလာအဲ့တော့ဒီမှာ1ခုပေါင်းခြင်း6ဆိုပြီးဖြစ်တယ်တခါဒီမှာဒီ3ယူလိုက်နော်3ယူလိုက်တခါကျတော့38ဆိုပြီးမှရေးလိုက်38ဆိုရေးလိုက်အဲ့တော့38ဖြစ်ဖို့အတွက်ဆိုရင်ဒီမှာသူက6 1ပေါင်းတယ်11 6ပေါင်းတော့8နော်11 6ပေါင်းတာ11 6ပေါင်းခြင်းက8 เนาะ shit ဆိုတော့ဒီ shit ပေါ့ဒီ shit ပေါ့ဒီခါဒီမှာဒီနှစ်ကိုယူလိုက်နှစ်ကိုယူလိုက်တော့နှစ်ခုပေါ့เนาะနှစ်ခုနှစ်ခုဖြစ်ရတယ်ဘယ်လိုတုံးလုံးပေါ့ရင်နှစ်ခုဖြစ်ရမယ်ဆိုရင်ဒီမှာ393ပေါင်းခြင်းက1နော်1ဆိုပြီးဖြစ်တယ်ဒါဆိုဒီ1နောက်ဒီမှာဒီကောင်ထပ်ယူလိုက်ဒီကောင်က4ဆိုတော့4ကိုရမှာပေါ့နော်4ကိုပေါ့နော်4ကိုဖြစ်ဖို့အတွက်ဆိုရင် ဒီ၃လုံးပေါင်းလိုက်ပေါ့နော်၄ခုပြုတ်ဖို့တည်းဆိုရင်ဒီ2 5နှစ်ပေါင်းခြင်းက900တယ်เนาะဒေါ်စာဒါဆိုတော့ဒီ9ပေါ့တခါဒီမှာ3 1ပေါ့နော်1 1ဆိုတော့ဗာရေးမယ်ဆို16ရေးမယ်เนาะ16ဒီကြောက်ဆိုတော့ဒီမှာ၃လုံးပေါင်းအောင်เนาะဒီ၃၉ပေါင်းခြင်း2 2နဲ့4နဲ့ပေါင်းရင်6เนาะ6ဆိုပြီးရဒီလိုနည်းနဲ့သူကထိပ်စီးဒီနှလုံးနှလုံးပေးနေတယ်ပေါ့เนาะအဲ့တော့ ဒါဆိုရင်ဒီမှာတပွဲ2ပွဲ3ပွဲ4ပွဲပေါ့နော်တပွဲ2ပွဲအဲတပွဲ2ပွဲ3ပွဲ4ပွဲ5ပွဲမှန်ထားတယ်။5ပွဲမှန်တယ်ဒါဆိုမနက်ဖြန်အတွက်တကယ်လို့6ပွဲဆိုတိုင်းပြီးမယ်ဆိုရင်ဒီမှာ8เนาะ8 8ဆိုရင်အဲ8ပါဝါ3 38ပေါ့နော်38 8 3ပေါ့8ကဆိုရင်8 3ဆိုယူအောင်8 3ပါဝါယူဒါဆိုရင်8 3ပါဝါဖြစ်ဖို့အတွက်ဆိုရင်ဒီမှာ6တိခွန်ရှိတယ်။ခွန်ရှိတဲ့ခါကျတော့3ပြည့်ချင်း6ထက်เนาะ3ပြည့်ချင်း6ထက် တကယ်လို့ရှစ်ဖြစ်မယ်ဆိုရင်တစ်ထက်ဒါဆို6တစ်ထိတ်နော်6တစ်ထိတ်ဆိုရယ်ခုနတော့ကလည်းကျွန်တော်တို့ဒီမှာ6တစ်ထိတ်ရတယ်နော်6တစ်ထိတ်ဆိုပြီးရရနော်အဲ့တော့6တစ်ထိတ်ဒီမှာလဲဒီမှာ6တစ်ထိတ်ဒီမှာလဲ6တစ်ထိတ်6တစ်ထိတ်ကခုဒါလာတူနေရာကိုတွေ့ရတာပေါ့နော်ဒီမှာဆိုရင်လဲ6တစ်ထိတ်ဒီမှာဆိုရင်လဲ6တစ်ထိတ်ဆိုပြီး6တစ်ထိတ်ကခုလာတူနေရာကိုတွေ့ရတယ်ပေါ့နော်အော်ဒီမှာ6တစ်ထိတ်ဒီမှာ6တစ်ထိတ်ဒါဆိုရင်ကျွန်တော်တို့6တစ်ထိတ်ဆိုပြီးဒီမှာရတယ်ဗျာနော်အဲ့တော့နောက်တစ်ပါးရှိအောင်မလဲပေါ့နော် ဲ့တော့6တထိန်နဲ့တွဲဖို့အတွက်ကိုနောက်ထပ်ကျွန်တော်တို့တွဲလို့ရတာရှိတယ်6တထိန်နဲ့ဒီမဟုတ်ဘူးနောက်ထပ်ထပ်ပြီးတော့ပိတ်ပိုင်းပိတ်ပိုင်းကဏ္ဍကိုဒီမှာတခါလေးဆက်ပြလိုက်မယ်ဘောနော်အဲ့ဒီပိတ်ပိုင်းလည်းတော့ပေးနေရတော့တော်တော်တော့အပြင်ရေးပေးနေတယ်ဘောနော်တော့အရာတာကိုအပိတ်ဘုံတစ်ချက်ဒီကောင်လေးခြိုက်တယ်ဘောနော်ခြိုက်လို့အရင်ဆုံးပြလိုက်မယ်ကဲဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ဒီမှာ ဘယ်နာကြီးစလဲဆိုရင်တဲ့သူကဒီနှစ်ကိုပေါင်းခြင်းကတည်ရနော်နှစ်ကိုပေါင်းခြင်းတည်ရတစ်ဆိုပြီးတော့ရတယ်တော့တစ်တိုက်တစ်ကသူကဒီမှာတစ်ဆိုပြီးတော့ဒီမှာစလာပေးရနော်တစ်တပင်ကျော်ပြီးတော့နော်တပင်ကျော်ပြီးတော့တပင်ကျော်ပြီးတစ်ပေးတယ်နောက်တစ်ခါကျတော့ဒီမှာတစ်ရှစ်ပေါင်းခြင်းကတဲ့ကိုတဲ့နော်အဲ့ဒီကိုဝါဒီမှာကိုဆိုပြီးပြေးတယ်နော်ဒီမှာ sorry ီကိုဆိုယူပြီးအဲကိုနော်တရှိပောင်းရင်ကိုတခါဒီမှာဆိုရင်လည်း၄၁ပောင်းရင်ငါနော်ငါလို့ရေးလိုက်မယ်ငါအဲ့ငါဒီမှာငါဆိုယူပြီးတယ်နော်အပိတ်တည်းပြီးတာနော်တခါ၃ညာကိုပောင်းရင်ကိုနော်ကိုဒါဆိုတော့ဒီမှာကိုဆိုယူပိတ်လာပြီးတယ်တခါဒီမှာတင်ငါပောင်းရင်6နော်6ဆိုပြီးရေးလိုက်မယ်အဲ့6ကဒီမှာ6ဆိုယူပိတ်လာပြီးတယ်နော်ဒီပင်တပင်တပင်၃ပင်၄ပင်၅ပင်ဒီပြီးတာနော် အားပဲနေပေးထားတဲ့ဟာဖြစ်တယ်။ကဲဒါဆိုရင်ကျွန်တော်တို့ဒီဘွဲအတွက်ဆိုရင်တကိုးပေါင်းခြင်းဒီကျွန်တော်တုံညာနော်တုံညာဆိုတော့တုံညာဒီဒီမှာပိတ်ရမယ်ပေါ့နော်သူခွင်းရဆက်ပြေးမယ်ဆိုတုံညာပိတ်ရမယ်ဒါဆိုရင်ဒီမှာဒီကျွန်တော်တုံညာအပိတ်ဆိုရနော်တုံညာအပိတ်တုံညာအပိတ်တုံညာပိတ်ရတယ်နော်အဲ့တော့နောက်တစ်ခုကကြတော့အပိတ်အแทမှာကတူခြင်းတဲ့တစ်ခုရှိရပေါ့နော်အဲ့ဒါဘယ်လိုလဲဆိုရင် သူကဒီနားမှာငါးဖြစ်နေတာတွေပေါ့နော်ငါးဖြစ်နေတာတွေကတစ်တင်ငါးကိုပေါင်းခြင်းကအဲတစ်ကိုငါးပေါင်းခြင်းကငါးဖြစ်တယ်ပေါ့နော်ငါးဖြစ်တယ်တခါဒီမှာဆိုရင်တစ်ရဲ့တစ်ရဲ့ဒီကငါးကိုရဲ့ပေါင်းခြင်းတော့လေတော့ငါးဖြစ်တယ်နော်တခါဒီတုံညရဲ့ဒီက6ရဲ့ပေါင်းတော့လေ6ရဲ့ပေါင်းတော့လေသူက9ဖြစ်တယ် တော့999ဘောเนาะ93ချက်ပြေးတယ်93ချက်ပြေးတယ်ဆိုရင်ဒီမှာက94ချက်ပြေးမယ်ဆိုရင်ဒီမှာ1 6ရှိတယ်ဒီမှာခွန်ထည့်ရင်9ဖြစ်မယ်เนาะခွန်ထည့်ရင်9ဖြစ်1 6ခွန်ပေါင်းရင်9ဖြစ်94ချက်ပြေးတယ်ဒီမှာဆိုရင်ဒါဆိုရင်အပိတ်ကြီးကျွန်တော်တို့3000ရဲ့ခွန်ရဲ့အပိတ်ရမယ်เนาะ3000ခွန်အပိတ်ဆိုပြီးတော့ရမယ်เนาะအပေါ်ကဒီအပိတ်အရာ တုံညာပိတ်ရှိတယ်နောက်အခုဒီပိတ်ရဒီပိတ်ရဆိုရင်တော့ခွန်ပိတ်ဆိုရှိအဲ့တော့တုံညာနဲ့ခွန်ကဒါအပိတ်နှလုံးတွေ့တယ်ဗောနောတုံညာရဲ့ခွန်ရပိတ်နှလုံးတွေ့ပါတယ်ကြည့်ဟုတ်ပြီနော်ဒါဆိုရင်နောက်ထပ်ဘာရှိအောင်မလဲဗောနောနောက်ထပ်ဘာကြည့်အောင်မလဲဘာရှိမလဲဆက်ကြည့်ဒါကတော့ဝမ်းကျင်းဆိုင်နှစ်ခုပြကြတယ်ဗောနောဝမ်းကျင်းဆိုင်နှစ်ခုပြတဲ့နေရာမှာသူကဒူးနေတာတွေရှိတယ်ဗောနော တူနေတာရှိတယ်။အဲ့တော့အဲ့ဒါဘယ်ကနေစပြရမလဲဆိုရင် तू ကဒီ3နှစ်ပေါင်းတယ်။3နှစ်ပေါင်းခြင်းကအဲ့ဒါ9000ညဝန်ချင်းရတယ်နော်။ငါ3ညဆိုလို့ဝန်ချင်းရတယ်။ဆိုတော့ဒီမှာ3ည5ဆိုပြီးတော့ तू ကပေးတယ်ပေါ့နော်။3ည5ပေးတယ်။နောက်ဒီမှာ3ည4ပေါင်းခြင်းက ဒါကိုလေးကိုရတာဗောနော်လေးကိုဝိုင်းရင်ရလေးကိုဝိုင်းရင်ရတော့ငါဒီမှာနှစ်ကိုဆိုပြီးတော့ပြေးရနော်ဝိုင်းရင်ပြေးတယ်ဒါကဒီမှာဆိုရင်ငါတက်ပေါင်းတော့6เนาะ6တက်ဝိုင်းရင်ရ6တက်ဝိုင်းရင်ငါသူက36ဆိုပြီးတော့ဒီပွဲမှာပြေးတယ်ဒါဆိုရင်မနဖန်အတွက်ဆိုရင်8တက်ပေါင်းရင်သူက9ရเนาะ9လေးဝိုင်းရင်ဆိုရရဒီမှာ9လေးဝိုင်းရင်တခုရတယ်ဗောနော်9လေးဝိုင်းရင်ရတယ်ဟုတ်ပြီနောက်တစ်ခုကကြတော့ ဒီမှာပေါ့နော်ဒီမှာပေါ့ဆိုရင် तू ကဒီ၃ညရေဒီရ၃နှစ်ရေပေါင်းရင်ငါ၅၃ညဝင်ရေရနော်၃ညရေ၃နှစ်ပေါင်းတာငါဒီ၃လုံးပေါင်းတယ်နော်ဒီလုံးတော့မှာ၅ရေ၅၃ညဝင်ရေရတယ်နော်ငါ၃ည၃ညဝင်ရေရတယ်ဟုတ်ပြီဒါတော့၅၃ည၅၃ညဒီဘွဲမှာလာပေးတယ်ပေါ့နော် တူတယ်ဟိုဘဝင်းကြီးနေလေဒီမှာလာတူတယ်ပေါ့နော်တခါတခါကြတော့ဒီမှာ တို့ဒီတရဲ့ဒီက2 4ရဲ့ပေါ့ခွန်ရခွန်နေဝန်းချင်းဒါခွန်နေဝန်းချင်းကြတော့မတူတော့ဘူးเนาะခွန်နေဝန်းချင်းခွန်နေဝန်းချင်းကြတော့ဒီမှာ2 6ဆိုပြီးအဲ့ဒါကြတော့ဒီဘက်က2ရဲ့ဒီဘက်က9ရဲ့ပေါ့2 6ဆိုပြီးလာပြီးရပေါ့เนาะတခါကြောဒီမှာတရဲ့ဒီက၄၁အပေါင်း6เนาะ6 600ရတယ်6တစ်ပေါ့နော်6တစ်ဝန်းကျင်6တစ်ဝန်းကျင်ဒါကြတော့တူသွားတယ်ဒီဘက်6တစ်ဒီဘက်6တစ်တူတယ်တော်တော်36မှာပြီး6တလုံးသွားပြီပေါ့နော်6တလုံးသွားပြီတယ်အဲ့တော့နောက်ထပ်ဒီမှာဆိုရင်ကျွန်တော်တို့ဒီမှာ3ညရေဒီရတစ်ရှည်ပေါ့နော်9ဝရတယ်နော်9လေးဝန်းကျင်အဲ့တော့ဟိုဘက်ကဝန်းကျင်เนี่ยသူက9လေး9လေးကျင်သွားတူတယ်ပြေနော်သွားတူတယ်နော်9လေးဝန်းကျင်သွားတူတယ်အဲ့တော့ဒီမှာဇီယာဆိုရင်တော့ဒါ9လေး ကိုလေးဝမ်းကျင်းနှစ်ခုပေါ့နော်ကိုလေးဝမ်းကျင်းကိုလေးဝမ်းကျင်းနှစ်ခုရတယ်ဗျနှစ်ခုရတယ်ကဲနောက်တစ်ခုကျွန်တော်နောက်တစ်ခုကြည့်မယ်ပေါ့နော်နောက်တစ်ခုကဘယ်လိုကြည့်မလဲဆိုရင်နောက်တစ်ခုကကြာတော့သူကဒီမှာနောက်တစ်ခုကကြာတော့သူဒီဘယ်လိုသွားမလဲပေါ့ ောက်တစ်ခုဒီကျွန်တော်တို့ဒီနောက်တစ်ခုကကျတော့ဒီ၃ညနဲ့စပါမနော်၃ည၃ညဆိုရင်တဲ့သူက၃ညဖြစ်ဖို့အတွက်ဒီကျွန်တော်အညီနဲ့ပဲရေးလိုက်မယ်ပေါ့နော်ညီနဲ့ပဲရေးလိုက်မယ်ဆိုတော့ ဒီ၃ညဆိုတော့သူက၃၅လို့ရေးလိုက်เนาะ၃၅၃၅ဒါဆိုရင်ဒီမှာ6 3 1ပေါင်းရင်ဒီ၃ညဖြစ်တယ်เนาะ၃ညဖြစ်တယ်ဒီကားဒီမှာ5ဘောเนาะ5ဆိုရင်လေ5ဆိုရင်5 3ညရေးရမယ်เนาะ5 3ည5 3ညဖြစ်ဖို့အတွက်ဆိုရင်ဒီမှာဒီ3 2ရေး ဒီရတုံညာရဲ့ပေါင်းခြင်းဒီ၅ဖြစ်တယ်နော်၅ဖြစ်တယ်တခါဒီမှာ1 1ဆိုတော့ကျွန်တော်16ဒီမှာကျွန်တော်နက်ခတ်ထီယူပါတယ်ဗောနော်သူကနက်ခတ်ထီယူရမယ်သဘောမျိုးတုံညာ9ခွန်နော်9တုံညာ3အဲ့လိုနက်ခတ်ထီယူอ่ะဒီ1ကြာတော့သူက3 6 6အဲ့လိုမျိုးယူရမယ်တော့ဖြစ်နော်ဒီ6 6နက်ခတ်ပါပါဘာဒါဆိုညီမကြတော့သူက10ဖြစ်သွားတယ် နှစ်လေးနှစ်လေးနှစ်ဆိုပြီးတော့ရှစ်ဖြစ်သွားနော်ရှစ်ဖြစ်သွားရှစ်ဖြစ်သွားတခါဒီမှာဆိုရင်ရှစ်ရှစ်ကြတော့ရှစ်တက်သုံးလို့ယူရမယ်နော်ရှစ်ဒီသုံးပေါ့နော်ထိတ်သုံးလုံးပေါ့ဗျာပြောရအောင်တော့ရှစ်တက်သုံးဖြစ်လို့လေးတက်လေးတက်သုံးဆိုပြီးတော့တော့ရှစ်ထပ်ဖြစ်တယ်နော်ရှစ်ထပ်ဖြစ်တယ်ရှစ်ထပ်ဖြစ်တယ်အဲဟုတ်ပြီဒါဆိုရင်ဒီမှာကနောက်ထပ်ရှစ်ထပ်ရှစ်ပဲရှစ်ပဲဆိုတော့သူကရှစ်တက်သုံး ရှိတဲ့တော့မယ်ဆိုတော့ဒီမှာကအဲသူဘေးပုံဘေးနီးကိုတစ်ချက်ကြည့်မယ်ဗောနော်ဘေးတာဘယ်လိုဘေးလဲ631ပေါင်းခြင်းရ3ညဒီ3ညပေးတယ်3နှစ်3ညဒီ5ဒီ5ပေးတယ်နှစ်လေးနှစ်ကြတော့ဒီ6ဖြစ်သွားနော်နှစ်ခတ်ဖြစ်သွားတခါဒီဒီ6ကြတော့ဒီ6แท้6ဖြစ်သွားအဲ့တော့ဟိုယူရင်တော့နှစ်ခတ် တဲ့နှစ်ခတ်အဲ့လိုမျိုးပဲပြီးတယ်ဆိုပြီးယူရင်လည်းရတယ်ပေါ့နော်ဘယ်လိုမျိုးစဉ်းစားမလဲဆိုရင်ဒီမှာဖြတ်လိုက်တယ်ဘယ်လိုမျိုးစဉ်းစားမလဲဆိုရင်ဒီမှာခဏလေးနော်ဒီမှာ၃ညဆိုရင်၃ညခွန်အဲ့ဒါ၅၅၃၁ဆိုရင်၁ရှစ်၈ဆိုရင်၈တနော်ဒီမှာလည်း၈ဆို၈တဒါမျိုးသွားမယ်ပေါ့အဲ့ဒါဆိုရင်သူပြီးတဲ့ဟာတွေကဘယ်လိုပြီးသွားလဲပေါ့ဒီမှာဆိုရင်ပထမဆိုရင်၆၃၁ဆိုတော့၃ညပြီးရပေါ့နော် တော့၃နှစ်၃ညဆိုတော့၅ပြီးတယ်။ကာ2လေးနှစ်ဆို10ပြီးတယ်။နော်2လေးနှစ်ဆို10ပြီးတယ်။လေးတဲ့၃ကလည်း10ပြီးတယ်။ဒါဆိုရင်ဒီမှာသူကတပွဲ၂ပွဲ၃ပွဲဟိုဒီ၄ပွဲဒီရောက်ကဟာကြတော့လေးတဲ့၃က2လေးနှစ်ကလည်း10ပြီးတယ်။လေးတဲ့၃လည်း10ပြီးတယ်နော်။ဒါတော့တပွဲ၂ပွဲ၃ပွဲ၄ပွဲမှန်လား။ဒါဆိုဒီမှာ hit တော့မဟုတ်တစ်ဖြစ်အောင် ဘာထည့်မလဲရှစ်ထည့်ခြင်းရှစ်ဖြစ်ခြင်းတော့ကိုးထည့်ရမယ်နော်ကိုးထည့်ရမယ်တစ်ဖြစ်ခြင်းလို့ရှိရင်တော့လေးထည့်မှရတစ်ဖြစ်ခြင်းလို့ရှိရင်တော့ရှစ်ရှစ်တစ်ရှိရဗျာရှစ်တစ်ရှိတော့ရတော့ကျွန်တော်ဘာထည့်ရမလဲနှစ်ထည့်ပါရနော်နှစ်ထည့်ပါရနှစ်ထည့်ပါရနှစ်ထည့်မယ်ဆိုရင်တစ်ဖြစ်မယ်နော်ဒါဆိုရင်ကျွန်တော်တို့နောက်ဆုံးလေးလုံးတိယူမယ်ဆိုရင်တော့လေးထည့်ပါယူရင်တော့ယူလို့ရတယ်နော်လက်ခတ်ပါပါဒါဒီမှာတော့၉နှစ်၄ဝန်းကျင် အဲကိုကိုနှစ်လေးထိတ်ဆိုတာမျိုးရတယ်ပေါ့ကိုနှစ်လေးထိတ်ဆိုတာရတယ်ပေါ့နော်ကိုနှစ်လေးထိတ်ရတယ်အဲ့တော့ကိုနှစ်လေးထိတ်ရပြီဘာလို့ဒီမှာကြာတော့ကျွန်တော်ဒီနှက်ခတ်ကနေပါဝါရီယူလဲဆိုရင်သူကဒီဒီနောက်မှာတခုရှိတယ်ပေါ့နော်ဒီ၃ပြည့်လို့မလို့သူက ဒီလိုမျိုးသူသုံးဖြစ်တယ်ပေါ့နော်သုံးဖြစ်လို့မလို့ဒီလိုမျိုးသုံးဖြစ်တယ်ဒီနှစ်ကိုရဒီနှစ်ပေါင်းသုံးဖြစ်တယ်တခါဒီမှာဆိုရင်နှစ်ဖြစ်လို့ဒီနှစ်ဖြစ်လို့မလို့တဲ့ဒီ3 5ရဒီက4ရပေါင်းရနှစ်ဖြစ်တယ်ဒါဆိုရင်ဒီမှာ4ဖြစ်မလား4ဖြစ်မယ်ဆိုရင်6တိရှိတဲ့ခါကျတော့ကျွန်တော်ဒီမှာ4ထိပ်ထည့်ရင်ပေါ့နော်4ထိပ်ထည့်ခဲ့မယ်ဆိုရင် ဒါနှစ်သုံးလေးဖြစ်သုံးနှစ်လေးဖြစ်ဘောနော်အဲအကြောင်းလေးထိပ်ပြီးတော့ဝမ်းကြီးကလည်းကိုးလေးကိုးလေးဝမ်းကြီးနှစ်ခုရှိတယ်ဘောနော်ဒါကြောင့်မလို့ဆိုတော့ကိုးလေးဝမ်းကြီးကိုထည့်မယ်ဆိုထည့်လို့ရတယ်ကဲဟုတ်ပြီဒါဆိုရင်နောက်ထပ်အပိတ်တစ်လုံးလောက်ဆက်ပြပြီနော်ဒီအပိတ်ကြတော့သူကဘလိုမျိုးလဲဆိုရင်ဒီလိုမျိုး၃ညာဒီကိုးဘောနော်ဒီလို30ဖြစ်လို့မလို့ဒီလို30ဖြစ်တယ်ဘောနော်၃ညာဖြစ်တယ်ဘော၃ညာဖြစ်လို့မလို့ ဒီလိုမျိုးရောင်ပြောင်းမရအောင်နော်ဒီလိုမျိုးကိုးနှစ်ရဲ့ဒီကကိုးရဲ့တုံညာဖြစ်နော်တခါဒီလိုမျိုးတကိုးငားတယ်ငားတယ်နော်ငားဆိုငားတယ်ငားတဲ့ခါကျတော့ तू ကဒီလိုမျိုးငား၄ရဲ့ဒီက6ရဲ့ပြန်ငားတယ်နော်ငား၄6ပြန်ငားတယ်ဒါဆိုရင်ဒီမှာဆိုရင်လေတကိုးငား 3955ဖြစ်တာပေါ့နော်ဒီဝန်က9ဒါပြန်9လို့လောက်လာပြန်ဒါဆိုရင်သူက9မယ်ဆိုရင်9မယ်ဆိုရင်သူကဒီမှာ9တရှိ9တရှိတော့ဒီက9ထဲမှာဒါလင်9ဖြစ်မှာပေါ့နော်ဒီ9ဖြစ်မှာဒီနည်းနဲ့က9အဖိတ်ဆိုတာမရှိဘူးနောက်တစ်ခုစဉ်းစားနေရတကူကဘာလဲဆိုရင်ဒီမှာကသူကတော့2ပင်ပဲရှိတာပေါ့နော်ဒီ400ပါဝါ5ပေးတာလားတိကပါဝါ6ပေးတာလား ဲ့ဒါရှစ်ကပါပါသုံးပြီးမှလားဒါမျိုးလေးလည်းရှိတယ်နော်သုံးပြီးမှလားသုံးဆိုတာပြီးမှလားပေါ့နော်အဲ့လိုမျိုးလည်းရှိတယ်ဒါဒီမှာ9သုံးဆိုတဲ့အပိတ်ကတော့အရင်အပိတ်ရှိတယ်နော်အရင်အပိတ်ရှိတယ်ကျွန်တော်တို့အဓိကတော့ခုနကတော့ခွန်သုံးညအပိတ်ကတော့ main ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ထိတ်စည်းမှဆိုရင်မရှိမလဲဆိုရင်ထိတ်မှကျွန်တော်တို့ရေးမယ်ဆိုရင်ဒီအဲဘရမောင်းလုံးအနေနဲ့ 6ထိပ်ဆိုရင်ရเนาะပြီးမှတော့ဒီ6ထိပ်ဆိုတော့ရနောက်ထိပ်တကူကကြတော့6 2နဲ့4ဆိုတော့ထိပ်ရเนาะပြီးတော့နောက်ထိပ်တကူက4ထိပ်ဆိုတော့ကျွန်တော်ပြခဲ့တယ်ပေါ့เนาะ4ထိပ်ကြတယ်ပြခဲ့တယ်နောက်အပိတ်ထဲမှာဆိုရင်ကျွန်တော်ဘာပြခဲ့လဲဆိုရင်3ညအပိတ်ဘာရှိတယ်ပေါ့เนาะနောက်ခွန်အပိတ်ကတူချင်းနဲ့ပြအခုဒီမှာ3နဲ့5နဲ့ဆိုတာလေးကအရင်အပိတ်ပေါ့เนาะ3 5အပိတ်ပြတယ်เนาะ သုံးကားပိတ်ပြအဲဝမ်းကျင်းနေနေရ6464ဝမ်းကျင်းနှစ်ခုတူတယ်ဗောနော်6464ဝမ်းကျင်းနှစ်ခုလာတူတာကိုတွေ့ရတယ်နော်ဝမ်းကျင်းနေနေတူနေတာကိုတွေ့ရတယ်6464တူတယ်ဒါဆိုရင်တွဲမယ်ဆိုရင်ကျွန်တော်တို့ဘာရမလဲဗောနော်တွဲမယ်ဆိုဘာရအဲ့တော့ဒီမှာကျွန်တော်တို့တွဲတွဲလိုက်မယ်ဆိုရင်ဗောနော်တွဲလိုက်မယ်ဆိုရင်6နဲ့ပတ်သက်ပြီးတော့ဆိုရင်ကျွန်တော်တို့တွဲလို့ရတာရှိတယ်ဗောနော်အဲ့တော့60ပြီးတော့60 ရောက်တော့ရော65လာတွေ့လို့ရအောင်နော်အ6နဲ့ရကျွန်တော်တို့ဒီကိုဝိုင်းချင်းလဲရှိတဲ့အခါကျတော့64နော်69ဆိုပြီးတခါတွဲလို့ရတယ်နော်6နဲ့ကတော့မတွဲတော့ဘူးဘာလို့လဲဆိုတော့ဒီက2ကအဲ2လေးကိုထိတ်ဖြစ်နေတဲ့အခါကျတော့6ကတကယ်တမ်းထိတ်ကြပါဘော3ညဒီကျွန်တော်အပိတ်ပိုင်ဖြစ်ရဒါဆိုရင်ကျွန်တော်ဒီမှာတန်းတားလိုက်ပြီနော်တန်းတားလိုက်ပြီတော့ဒါတန်းပါနော်တန်းတားပြီးတော့ဒီမှာတွဲမယ်ဆိုရင် ခေါ်6ခေါ်เนาะ93 95 93 95ဆိုပြီးရှိเนาะ95ဆိုပြီးရှိမယ်နောက်4နဲ့တွဲမယ်ဆိုရင်40တော့4ခွန်83 83 95ဆိုပြီးတွဲမှာနှစ်ကတော့ထားခဲ့လိုက်တော့ဘာလို့လဲဆိုတော့ကိုလေးဒီဝမ်းကျင်းမှာနှစ်ချက်ပြတယ်ဗောနော်နှစ်ကပြတာမတွေ့ရဘူးဗောနော်အဲ့ဒါကြောင့်ကိုလို့ထားခဲ့လိုက်ဒါဆိုရင်ဒီထဲကနေမှာကျွန်တော်ဘယ်ကနန်းယူရင်းမလဲဆိုရင်ကျွန်တော်တော့ ဒီထိထိပိုင်သဘောမျိုးနဲ့သုံးပေမဲ့ပြပြရ6ထိပ်ကိုပူသဘောကျတဲ့အတွက်ကြောင့်ဒီမှာ60 3ညအပိတ်နဲ့ဗောနော်60ဆိုတာရွေးတယ်အတူချင်းကတော့6ခွန်ဆိုတာမျိုးတူချင်းကတော့တိတ်ပြီးမကြိုက်တာဗောနော်ဒါ63ကတော့ပြန်ကြ36ကို63ပြန်ကြမယ်ဆိုတာနဲ့ရွေးတယ်ဗောနော်အဲ့ကောင်ရွေးတယ်9နဲ့ပတ်သက်လို့ဒီမှာကြိုက်တာတော့90ကြိုက်မယ်နောက်40ကြိုက်မယ်ဗောနော်90 40ကဘာလို့ဆိုပြီးခဲ့တဲ့ဘက်30 50ထွက်ထားရဲဆိုပြီးတဲ့အချိန်ဒီကော90 40ကကြောက်လို့ရှိတယ်နော် ကျွန်တော်ကတုံညာအပိတ်ရှိတယ်နောက်ကြတော့အာလေးထိတ်လေးထိတ်ကိုလေးနှစ်ထိတ်လည်းရှိတယ်နောက်ကိုလေးဝန်းကျင်နေရာလည်းများတဲ့ခါကြတယ်ဒီလေးခွက်ပေါ့နော်60ရေ90 40 63ရေအဲ့လေးခွက်ပို့သဘောကြပါတယ်ကြည့်အားလုံးပဲအခွင့်လှကြပါစေဗျာ